ဂျပန်ဖိုက်တာနော်ရီကိုနိုင်ယူပြီးဝိတ်တန်းနောက်ခုချန်ပီယံဖြစ်ချင်နေသူတာဝန်ချိုင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K5 ဆိုနေပြန်လဲပြီးတော့ဂျိုဆူလိုက်ပါတယ်တာဝန်ချိုင်းကဂျပန်နိုင်ငံမှာကျင်းပမယ့်1172ပြိုင်ပွဲမှာဂျပန်ကိဘောင်စင်ဖိုက်တာနော်ရီနဲ့ရင်ဆိုင်သွားပါမယ်ရော်တန်တာကဲရူက flyweight တန်းကိဘောင်စင်စူပါဖိုက်ပွဲစူပါလက်တဲ့နဘေးကပနဝိတ်တန်းကမ္ဘာချန်ပီယံကမ္ဘာလူပွဲတွေဖြစ်နေအားဆန်းကြမှာဖြစ်ပြီးတော့ ။တဝမ်ချိုင်းနဲ့နော်ရီကဖေဒါဝိတ်ကိပောင်စင်ဂျားပြတ်ချန်ပီယံကပတ်လူပွဲဖြစ်စီးကျင်းထိုးသွားကြမှာပါ။တဝမ်ချိုင်းကစူပါဘုန်းကိုနိုင်ပြီးတော့ဖေဒါဝိတ်မွေထိုင်းကပတ်ချန်ပီယံကပတ်ကိုကာကွယ်နိုင်ခဲ့သလိုအပိုစုကြီးအမေရိကန်ဒေါ်လာ9000ကိုလည်းပိုင်ဆိုင်ခဲ့ပါလိမ့်။တဝမ်ချိုင်းကဖိုက်တာပွားမှာပွဲပေါင်း100ကျော်ထိုးထားပြီးတော့ရှုံးပွဲမရှိသေးတဲ့သူပါ။ဝမ်ဖေဒါဝိတ်မွေထိုင်းကပတ်ချန်ပီယံကပတ်ကိုနောက်22ခုနှစ်တွင်မှပိုင်ဆိုင်ထားပါလိမ့်။အဲ့ဒီမှာပဲတာဝန်ချိုင်းကမွေတိုင်းတနစ်တာအကောင်းဆုံးစားမဆုစုခုနိုင်ခဲ့တယ်။နောက်တစ်ဝက်နဲ့ချန်ပီယံကာကွယ်ပွဲနှစ်ကြိမ် စူပါဘောနဲ့ချန်ပီယံကာကွယ်ပွဲတစ်ကြိမ်ထိုးပွီးပြီးတော့သုံးပွဲစလုံးအမှတ်နဲ့အနိုင်ရထားခဲ့ပါလေအခုနော်ရီနဲ့ပွဲကတဝန်ချိုင်းတို့ကတိတ်ရေးကြီးပါလေတဝန်ချိုင်းကဖေသာဝေးတန်းချန်ပီယံကပတ်နောက်ခုစလုံးကိုပိုင်ဆိုင်ကျင်းနေတာပါဝိုင်းရဲ့ဖေသာဝေးတန်းမှာကရေသွေးရင်ဖိုက်တာတွေတိတ်များပါလေဒါတော့လည်းတဝန်ချိုင်းကဖေသာဝေးတန်းမွေတိုင်းချန်ပီယံကပတ်ပိုင်ဆိုင်ခွင့်ရလို့ဂုံမဆုံးပါဘူးတဝန်ချိုင်းကဂျပန်ဖိုက်တာနော်ရီကကိပောင်စင်နဲ့ပိုးပြီးတော့ရင်းနှီးကျွမ်းဝင်ပါလေ K1 ချန်ပီယံလည်းဖြစ်ဖို့လို့နော်ရီယာတဝန်ချိုင်းတို့ကခက်ခဲမဲ့ပြိုင်ဘက်ပါ ဒါပေမဲ့တဝန်ချိုင်းကအခက်အခဲဆုံးမျောလင်းချက်ကိုအသက်သွင်းနေနေတယ်။နော်ရီနဲ့ပွဲအတွက်ကျွန်တော်စိတ်လုံရှားမိပါတယ်။ကျွန်တော်တို့ကတိတ်ပြီးတော့အရေးကြီးတဲ့ပွဲပါ။ဒီပွဲကကျွန်တော်ရဲ့ featherweight တန်း champion ကပတ်နှစ်ခုပိုင်ဆိုင်ခြင်းနဲ့အိမ်မက်တို့ရေးပါနေပါတယ်။ featherweight တန်းက fighter ကောင်းတွေများပြီးတော့အကြောကြားဆုံးအခက်အခဲဆုံး weight တန်းဖြစ်ပါတယ်လို့တဝန်ချိုင်းကပြောခဲ့တယ်။နော်ရီကကေပောင်စေးတွေးကြုံပုံများသလိုထိုးမဲ့နေရာကလည်းဂျပန်ဖြစ်နေလို့သူပြိတက်တွေပို့ပြီးတော့များပါလိမ့်မယ်။နော်ရီကဝမ်ဆာမဘွားပထမဆုံးနှစ်ပွဲမှာရှုံးထားပြီးမယ်။ fighter ကောင်းတယောက်ဖြစ်တဲ့တက်တေပြထားနိုင်တယ် ။တဝန်ချိုင်းကခက်လွယ်လွယ်ဖြိုးလဲနိုင်မဲ့သူမဟုတ်ပါဘူး။သူ့နိုင်ငံမှာထိုးမဲ့ပွဲဖြစ်လို့ခက်လွယ်လွယ်အရှုံးမေးမှာမဟုတ်ဘူးလို့တဝန်ချိုင်းကဂရီပေးတယ်။တဝန်ချိုင်းနဲ့သူ့ရဲ့အဖွဲ့ကနော်ရီရဲ့အားနည်းချက်ကိုလေ့လာပြီးတော့ဂိမ်းပလန်ကိုစီစဉ်နေပါတယ်။ဒါပေမဲ့တကယ်တမ်းထိုးကြရင်ဘယ်လိုဖြစ်လာမလဲဆိုတာမသိနိုင်ဘူးလို့တဝန်ချိုင်းကဝန်ခံခဲ့တယ်။ဖဲဒါဝိတ်တန်းမွေတိုင်းချန်ပီယံကပတ်ကို၃ချိန်တိုင်းကာကွယ်ပြထားပြီးတော့နောက်22ခုနှစ်ကနေစတင်လို့ရှုံးမဲမရှိသေးသူတဝန်ချိုင်းကမွေထိုင်းကနေကေပေါင်စင်ပြောင်းလဲကြောင်းအခက်အခဲနဲ့နဲ့ဖြစ်နေပါတယ်။သူရဲ့နီးစတဲ့အနေငယ်ပြောင်းလဲခဲ့ရပါတယ် ကေပောင်စင်စီးမြင်းနဲ့အမတ်ပေးပုံတွေကိုလည်းတဝန်ချိုင်းလေးလာနေရပါလေ။တထောင်ဒူးနဲ့ clean sweep မလုံးမိအောင်လဲဂျိုးတင်ပြင်ဆင်နေရပါလေ။မွေတိုင်းအောင်စားနေကိုချိမတ်နိုးဆဲဖြစ်ပေမဲ့ကေပောင်စင်လောကထိတ်တန်းဖိုက်တာဘွားကိုတဝန်ချိုင်းရီမန်းထားပါလေ။ကေပောင်စင်ကတဝန်ချိုင်းရဲ့နောက်ထပ် challenge တစ်ခုပါပဲ။နော်ဝေးနဲ့ပွဲမတိုင်းခင်မှာမွေတိုင်းကစားမဖြစ်ကနေကေပောင်စင် style fighter ဖြစ်အောင်တဝန်ချိုင်းစွမ်းကိုပြင်ဆင်ထားပါလေ။တဝန်ချိုင်းကနော်ဝေးနဲ့ပွဲကခက်ခဲပေမဲ့ဂျပန်နဲ့အိမ်ပြန်ကီးမှာချန်ပီယံကမ်းနှစ်ခုရင်ဝယ်ပိုက်ပြီးပြန်လာခဲ့ပါမယ်။ မွေထိုင်းပြည်နောက်ထပ်အားကစားနည်းတစ်ခုမှာကျွန်တော်ဘလောက်စွမ်းလဲဆိုတာတက်သေးပြပါအောင်မယ်လို့ကြွေးကြော်လိုက်ပါတယ်။ဟုတ်ကဲ့ပါဆိုဒီပွဲနဲ့ပတ်သက်ပြီးတော့တဝမ်ချိုင်းတို့ကဘလို့ပြိုင်မှမျိုးနော်ရီကဖြစ်လာမလဲ။အားဒီပွဲနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်တွေလည်းပြောပြီးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။